အားလုံးပဲမင်္ဂလာပါဖရာသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့ဗီဇအပြစ်ကြောင့်လူတည်တရားပြီးတော့ဒူးစရိုက်အပြစ်ကြောင့်လူတည်တေပြီးတဲ့နောက်တရားစီရင်ခံရပြီးငရဲကြတာခံရတာလားဆိုတဲ့အချက်တွေကိုကြမ်းကြက်များနဲ့လေ့လာကြမှာဖြစ်ပါတယ်တည်ခြင်းနဲ့တရားစီရင်ရတို့ဆိုတာက ဗီဇအပြစ်နဲ့ဒူးစရိုက်အပြစ်တို့ရဲ့စူးကျူးဆက်ဆက်မှုများဖြစ်တယ်လို့နားလည်ရပါတယ် ီကြောင်းနဲ့ပတ်သက်ပြီးတော့မှအဓိကအချက်နှစ်ချက်ကိုနားလည်ထားဖို့လိုပါတယ်။နံပါတ်1အနေနဲ့ဗီဇအဖြစ်ကြောင့်လူသည်တည်ခြင်းသို့ရောက်ရခြင်းဖြစ်ပြီးတော့မှနံပါတ်2အနေနဲ့ဒူးစရိုက်အဖြစ်ကြောင့်တည်ခြင်းပြီးတဲ့နောက်မှာတရားစီရင်ခြင်းခံရတာဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့်နံပါတ်၁ဗီဇအဖြစ်ကြောင့်လူသည်တည်ခြင်းသို့ရောက်ရခြင်းဆိုတဲ့အကြောင်းကိုလေ့လာကြည့်တဲ့အခါမှာဗီဇအဖြစ်ဆိုတဲ့ အာရန်ကနေပြီးမှအမွေဆက်ခံရလာတဲ့အပြစ်သားတဘာဝဟာ လူသားအလုံးရဲ့တည်ခြင်းကိုယူဆောင်လာခဲ့တဲ့မူလအကြောင်းရင်းဖြစ်တယ်။အဲ့ဒီတည်ခြင်းဟာဝိညာဉ်ရတည်ခြင်း၊ဘုရားသခင်နဲ့အဆက်ပြတ်ခြင်းနဲ့ရုပ်ပိုင်းဆိုင်ရာတည်ခြင်းခန္ဓာပျက်စီးခြင်းနှမျိုးစလုံးကိုဆုလုပ်ခြင်းဖြစ်ပါတယ်။ဒီကြောင်းနဲ့ပတ်သက်ပြီးတော့မှအချက်နှစ်ချက်ကိုလည်းနားလည်ထားဖို့လိုပါတယ်။ပထမအချက်အနေနဲ့တက္ကကြီးတည်ခြင်းသည် လူတိုင်းအပေါ် အုပ်စုခြင်း တစ်ခါခွေးအနေနဲ့သေခြင်းဟာမူလအပြည့်အခါဖြစ်တယ်ဆိုတာကိုသိဖို့လိုအပ်ပါတယ်။ဒါကြောင့်တစ်ကကြီးအနေနဲ့သေခြင်းသည်လူတိုင်းအပေါ်အုပ်ဆိုးခြင်းအကြောင်းအရာကိုလေ့လာကြည့်တဲ့အခါမှာယောမ52မှာထို့ကြောင့်တယောက်တော်သူအာရန်အဖြစ်အဖြစ်သည်ဤလောကသို့ဝင်၍အဖြစ်အဖြစ်သေခြင်းတရားသည် ဝင်သည်နှင့်အညီလူအပေါင်းတို့သည်အပြစ်ကိုပြုကြသောကြောင့်လူအပေါင်းတို့၌သေခြင်းတရားပြန့်နှံ့လေ၏လို့ဖော်ပြတယ် ီဖော်ပြချက်ကလူတိုင်းဟာအာရန်ရဲ့အပြစ်သားတဘာဝကိုအမွေဆက်ခံခဲ့တာကြောင့်ဗီဇာအပြစ်ဟာလူတိုင်းမလွဲမသွေတည်ဆုံရတယ်ဆိုတာဖော်ပြပါတယ်။ဒါကြောင့်ကျွန်တော်တို့မွေးဖွားကလေးကရရှိခဲ့တဲ့စင်ချက်ဖြစ်တယ်လို့တည်ထားရမှာဖြစ်ပါတယ်။တိခါခွေးအနေနဲ့တည်ခြင်းသည်မူလအပြစ်ရဲ့အခဖြစ်တယ်ဆိုတဲ့အကြောင်းကိုလေ့လာကြည့်တဲ့အခါမှာယောမ623မှာအပြစ်အခ တည်ခြင်းဆိုတာကိုဖော်ပြတာဖော်ပြထားပါတယ်ဒီเจ้าရကဘာလို့ဆိုလို့လဲဆိုရင်အာရန်ဟာအပြစ်ပြုသောကြောင့်ရရှိခဲ့တဲ့အကျိုးအခါကတည်ခြင်းဖြစ်ပြီးတော့မှအဲ့ဒီတည်ခြင်းဟာဗီဇအပြစ်အဖြစ်လူသားတိုင်းခံကူဆက်ခဲ့တယ်လို့နားလည်ရမှာဖြစ်ပါတယ်ဆက်ပြီးတော့မှကောင်းစဉ်ကြီးနံပါတ်2အနေနဲ့ဒုစရအပြစ်ကြောင့်တည်ခြင်းပြီးတဲ့နောက်တရားစီရင်ခံရခြင်းဆိုတဲ့အချက်ကိုလေ့လာကြည့်မှာဖြစ်ပါတယ် လူသားတအုပ်တည်ဆုံသွားတဲ့အခါမှာ၎င်းရဲ့ဒုစရိုက်အပြစ်များကိုယ်တိုင်ပြုခဲ့တဲ့အပြစ်များအတွက်တရားစီရင်ခြင်းကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။အဲ့ဒီတရားစီရင်ခြင်းကထိုသူရဲ့ထာဝရကံကြမ္မာကိုဆုံးဖြတ်ပေးမယ်ဆိုတာကိုတည်ထားဖို့လိုအပ်ပါတယ်။ဒီကြောင့်အနေနဲ့ပတ်သက်ပြီးတော့မှအချက်၃ချက်ရှိပါတယ်။နှစ်ကကြီးအနေနဲ့တရားစီရင်ခြင်းနဲ့ငရေတံနှစ်ခါခွေးအနေနဲ့အကျင့်များဖြစ်စီရင်ခံရခြင်းနှစ်ခါငယ်အနေနဲ့ထာဝရတည်ခြင်းဆိုတဲ့အချက်၃ချက် ကိုတည်ထားဖို့လိုအပ်ပါတယ်။ဒါကြောင့်နှစ်ကကြီးနေနဲ့တရားစီရင်ခြင်းနဲ့ငရဲထံအကြောင်းကိုလေ့လာကြည့်တဲ့အခါမှာဟေဘဲကို20ခွန်မှာဒီလိုဖော်ပြတယ်။တခါတည်းတရားမိအကြောင်းကိုလူတို့အားအခွင့်သတ်မှတ်နှင်ပြီးထို့နောက်မှတရားစီရင်သူတို့ရောက်ရမည်လို့ဖော်ပြတယ်။ဒါဆိုရင်ဒီဖော်ပြချက်ကဗီဇအပြစ်ကြောင့်တရားတော်လဲဒူးစရိုက်အပြစ်များအတွက်ဖျားသခင်ရဲ့ဖြောက်မှတ်တဲ့တရားစီရင်ခြင်းကို လူဟာရင်ဆိုင်ရမှာဖြစ်ပြီးတော့မှနောင်တမရတဲ့အပြစ်များအတွက်ငရဲတို့ရောက်ရှိရမယ်ဆိုတဲ့အကြောင်းကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးတော့နှစ်ခါဝေးကျင့်များဖြစ်စီရင်ခံရခြင်း။ဗျာဒိတ်20ဆက်နှစ်မှာတေလွန်သောသူအပေါင်းတို့သည်ကြီးငယ်မဟုပလင်တော်ရှိမှရက်နေကြသည်ကိုငါမြင်၏။ထိုသူတို့သည်မိမိတို့အကျင့်အတိုင်းစီရင်ခြင်းကိုခံရမိအကြောင်းစာဆောင်များကိုဖွင့်ထားကြ၏လို့ဖော်ပြတယ်။ဒီဖော်ပြချက်ကဒုစရိုက်အပြစ် ိုယ်တိုင်ပြုခဲ့တဲ့အကျင့်များကိုလွန်ကျူးသူများသည်မိမိတို့၏အကျင့်စီရင်ပါအပြစ်များကြောင့်ငရဲမိအိုင်တို့စီရင်ခြင်းကိုခံရမှာဟောပြထားခြင်းဖြစ်ပါတယ်။နောက်ချက်အနေနဲ့နှစ်ကငယ်ထာဝရသိခြင်းယောမ623မှာအပြစ်အခါကသိခြင်းဖြစ်၏လို့ဟောပြပြီးတော့မှဘုရားသခင်ပေးသနာတော်မူသောစုမူကငါတို့သခင်ယေရှုခရစ်အဖြစ်ထာဝရတဖြစ်၏လို့ဟောပြတယ် ဆိုလိုတဲ့အဓိပ္ပာယ်ကခရစ်တော်ကိုမယုံကြည်ဘဲနဲ့ဒုစရိုက်အပြစ်များဖြင့်တရားစီရင်ခြင်းခံရသူများအတွက်ထာဝရတည်ခြင်းသည်မိရိုက်တဲ့၌ထာဝရဒုက္ခခံခြင်းကိုလည်းဆိုလိုတယ်လို့နားလည်ထားမှာဖြစ်ပါတယ်။ဒီလိုဆိုအနှစ်ချုပ်နှိုင်းရှင်ချက်အနေနဲ့ဗီဇာအပြစ်နဲ့ဒုစရိုက်အပြစ်ကိုနှိုင်းရှင်ကြည့်တဲ့အခါမှာဗီဇာအပြစ်အတွက်အပြစ်ရဲ့သဘောကမွေးရပါအပြစ်သားသဘာဝကိုဆိုလိုတယ်အဓိကအဆိုးကျအနေနဲ့ ရုပ်ပိုင်းနဲ့ဝิญญည်ကြီးရာတည်ခြင်းလူတိုင်းတည်ရခြင်းဤအရင်ခတ်ဖြစ်တယ်လို့ခေါ်ပြတယ်ဒီเจ้าရာကိုဖြည့်ရှင်းဖို့ဆိုလို့ရှိရင်ခရစ်တော်ရဲ့ဖြောက်မှတ်ခြင်းကိုလဲလှယ်ယူခြင်းခြင်းအားဖြစ်ပဲရရှိနိုင်တယ်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံမှသာလျှင်ယုံကြည်ခြင်းအားဖြစ်ပဲဖြည့်ရှင်းနိုင်တယ်ဆိုတာကိုပေါ်ပြထားပါဖြစ်ပါတယ်နောက်ချက်အနေနဲ့ဒုစရိုက်အပြစ်ဒုစရိုက်အပြစ်ရဲ့တဘောကကိုယ်တိုင်လှုပ်ဆောင်သောအပြစ်များ အရှင်ကိုဆုလိုခြင်းဖြစ်ပါတယ်။သူ့ရဲ့အဓိကစူးကျူးကတော့တေပြီးနောက်တရားစီရင်ခြင်းနဲ့သာရငရဲတံကိုခံရခြင်းဖြစ်တယ်။အဲ့ဒီဒုစရိုက်ဖြစ်ကိုဖြည့်ရှင်းဖို့ဆိုလို့ရှိရင်ခရစ်တော်ရဲ့အသွေးတော်ဖြစ်ခွင့်လွှတ်ခြင်းခံရတယ်ဆိုတာကိုနားလည်ဖို့လိုပါတယ်။ခရစ်တော်ရဲ့အသွေးတော်ဟာကျွန်တော်အပြစ်ရှိသမျှကိုဆွေးကြောပေးခဲ့တာကိုယုံကြည်ခြင်းအဖြစ်ဝင်ချတောင်းပန်ခြင်းအဖြစ်ပဲလွတ်မြောက်နိုင်တယ်ဆိုတာကိုနားလည်ထားမှာဖြစ်ပါတယ်။ ။ဒါကြောင့်တူတူပြောရရင်ဗီဇအပြစ်ကြောင့်လူဟာတည်ခြင်းတရားအောက်သို့ရောက်ရှိခဲ့ရပြီးတော့မှဒုစရအပြစ်ကြောင့်ထိုတည်ခြင်းနောက်တွင် ထာဝရတရားစီရင်ကိုရင်ဆိုင်ရပြီးငရဲတို့ရောက်ရှိရခြင်းဖြစ်တယ်ဆိုတာကိုသိထားမှာဖြစ်ပါတယ်။တိုးတော်လေတခင်ယေရှုကိုယုံကြည်တော်သူများအတွက်မူကအဲ့ဒီအပြစ်နဲ့လို့နှမျိုးစလုံးရဲ့ဒဏ်ကလွတ်မြောက်ပြီးတော့မှသာရတက်ကိုရရှိနိုင်တယ်ဆိုတဲ့အကြောင်းကိုဖော်ပြမျက်ဝေခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေဟာဗီဇအပြစ်ကြောင့်လူသည်သေရပြီးဒုစရိုက်အပြစ်ကြောင့်လူသည်သေပြီးတဲ့နောက်တရားစီရင်ခံရပြီးငရဲကြခံရမယ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်တော့ကြမ်းချက်များဖြင့်ဖော်ပြမျက်ဝေခြင်းဖြစ်ပါတယ်။နောက်ထောင်သူအားလုံးပေါ်ဘုရားသခင်ဤယေရှုတော်တက်ရောက်ပါစေ။အာမင်။